ဟယ်လိုဝါလုံးဝင်မင်္ဂလာပါဘူဝမချန်ကနေကြိုဆိုပါရစေဆိုတော့ Chelsea ကတော့1-0ဆိုတဲ့ရလနဲ့ Everton ကိုအနိုင်ယူနိုင်ခဲ့တယ်ဗောလေ Nicholas Jackson ရဲ့28မိနစ်မှာတော်ကောင်းတဲ့ကန်ကျက်ကနေရတဲ့ဂိုးနဲ့တင်သူနိုင်သွားတယ်အင်ရှင်ပီပီ Everton ကိုဒီအရာရာအသာကြီးအောင်ကစားသွားပြီးတော့ဂိုးသမားဖြစ်တဲ့ Robert Sanchez ရဲ့ကယ်တင်မှုတွေနဲ့ Chelsea ကနိုင်ပွဲတည်ပေါ်ရပြီးတော့သုံးမှတ်ယူသွားနိုင်ခဲ့တာဆိုတော့ယာဒီကွန်ကန်နီးလာလေ Champions League ဝင်ခွင့်တနေရာကိုအရေးကြီးလာတဲ့ Chelsea က ဒီအမားတွေထက်ပြီးတော့မလို့အောင်သူကျူးမန်းနေတယ်ပေါ့သူသဖြင့်ပြီးခဲ့တဲ့နေ့ဒီပရီးမီးယားလိဂ်ဒီမှာဆိုလို့ရှိရင်အာဘယ်လိုပြောမလဲနောက်ဆုံးနှစ်ပွဲဆက်တော့သူတို့နိုင်ထားတယ်ပေါ့နော်ဖူလန်နဲ့ခမ်ဘက်ပြန်လာနေခဲ့တဲ့ပွဲတွေကျွန်တော်ရှိတယ်ဒါပေမဲ့လို့ရှေ့ပွဲဒီမှာဆိုလို့ရှိရင်တည်ကြပြီးတော့အမှတ်ကြီးရော့တာမလို့အဖက်နဲ့ရှုံးပွဲတွေကြုံတာနဲ့တောက်လျှောက်ဆိုလို့ Champions League ဝင်ခွင့်မှာစိတ်ပူသွားတဲ့အချိန်အချိန်မျိုးကိုကျွန်တော်ရောက်လာတာဆိုတော့ဒီနေရာမှာတော့ Maresca ရဲ့ Chelsea ကအပြောင်းလဲနေနေပေါ့နော်သူလက်ရှိနိုင်ပွဲတွေပြန်ပြီးတော့ယူလာနိုင်ပြီဆိုတော့ဒီပွဲနိုင်ခဲ့တဲ့အတွက် Chelsea ကအဆင့်၄ကိုရောက်လာတယ်34ပွဲကစားပြီးတဲ့အချိန်မှာရပ်မှတ်60ထိသူတို့ရပြီးသွားပြီး ရမန်60ရထားပြီးတော့အဆင့်နှစ်နေရာကအာဆင်နယ်34ပွဲကစားထားတဲ့အသင်းနဲ့ခုနှစ်မှတ်กว่าတယ်ပေါ့နော်။ဒါပေမဲ့ရေးကြီးတာကအဆင့်3ကမန်ချက်စတာစီးတီးနဲ့တက်မှတ်ပဲกว่าတယ်။အဆင့်4က Nottingham Forest နဲ့အမှတ်กว่าမှုမရှိဘဲနဲ့အဆင့်6က Newcastle နဲ့ဒါတက်မှတ်သူတို့အသာရနေတယ်။ဒါပေမဲ့ Newcastle တို့ပေါ့နော်။ဒါ Nottingham Forest တို့ကတော့မကစားရသေးဘူးပေါ့လေ။ဒါ Nottingham Forest နိုင်ပွဲရမလား Newcastle နိုင်ပွဲရမလားဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ဒါ Chelsea ရဲ့အနေထားကိုကျွန်တော်ပို့ပြီးတော့တွေးရမှာ။ ။နောက်ဒါအပြင်အက်စတိုမီလာကတော့58မှတ်ဆိုတော့ Chelsea နဲ့က3မှတ်ကကွာသွားပြီ။ဆိုတော့ Chelsea တို့ရဲ့အဓိကပြိုင်ဘက်က Manchester City, Newcastle နဲ့ Nottingham Forest ပဲ။ဒီ3သင်းထဲမှာလည်းတသင်းပဲကျွန်တော်တို့ဒီနေ့နေရာကြံခဲ့ရမှာသူတို့ပြင် Champions League ကို9သင်းတီဝင်ခွင့်ရမယ်အနေထားမှာ1-2 fighter ကိုဝင်ဖို့အရေးကြီးတယ်ပေါ့ဗျာဒါကြောင့် Chelsea ရဲ့ဘက်ကတော့ဒီပွဲမှာအရေးကြီးတဲ့ သုံးမှတ်ကိုယူနိုင်ခဲ့တယ်လို့ကျွန်တော်ပြောရမယ်။တစ်ဖက်က Everton ကတော့ဟိုအဆင့်ဆက်3မှာပေါ့နော်34ပွဲမှာသူတို့38မဲ့ရပြီးတော့အေး David Moyes ရဲ့လက်အောက်မှာအလောက်ကြီးတဲ့အခြေအနေမျိုးဆိုးပြီးမြဲဒီနေ့တော့ရှုံနေခဲ့ရတယ်ပေါ့လေ။သူတို့ပြင် David Moyes ရောက်လာပြီးတဲ့နောက်ပိုင်းမှာ Everton ကတော်တော်လေးကိုအခြေအနေပြန်ကောင်းလာတာ။ဒီဘယ်လိုပြောမလဲနီးပြရှောင်းတိုက်ရဲ့လက်အောက်ကလို့မဟုတ်ဖဲနဲ့ပေါ့နော်။တောက်လျှောက်စုလို့ပို့ပြီးတော့ကောင်းတဲ့ performance တွေသူတို့ပြလာတယ်။ချစ်လိမှုရှိတဲ့ performance တွေကျွန်တော်ပို့ပြီးတော့မြင်လာရတယ်။ ကျတော့ဟိုဒါကောင်းတဲ့တစ်ချက်ပဲဒါပေမဲ့ Chelsea ကိုတော့ဒါအဝေးကွင်းမှာသူတို့နိုင်ပွဲမယူနိုင်ခဲ့ဘူးဆိုတော့ Chelsea ဘက်ကကျွန်တော်တို့ကြည့်ရင်ဒီပွဲမှာတိုက်စင်မှု Nicolas Jackson ကဂိုးသွင်းသွားတယ်အာကစားမတွေ့ကြည့်ရင်တော့ဒီဇင်ဘာလကလေးကနေပြီးတော့ဗောနော်အခုလက်ရှိချိန်တော်နေတာပထမဆုံးဂိုးပြန်သွင်းနိုင်တာ ကံမကောင်းစွာနဲ့ဒီကစားမှဒဏ်ရာရတယ်ကာလာရှိကျွန်တော်နားရတယ်သူမရှိတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ချက်စီရသွင်းကိုတွေနဲ့ပတ်သက်လို့ယုံကန်တယ်အခုလက်ရှိဒီနေ့ပွဲသွင်းသွားတဲ့လုံးဆိုလို့ရှိရင်လည်းကျွန်တော်ဒီအန်ဇိုရဲ့တော်တော်ဒီထိုးပေးလိုက်တဲ့အလုံးကိုသူလုံးဝကန်သွားတာလုံးဝ outside the box ကနေသူကန်သွားတာ ကန်ကြက်ကထတော်ကိုကောင်းပါတယ်နော်တောင်းကြလုံးခဲ့ပြီးတော့ပြစ်ဖို့လုံးဝဘာမှမလုပ်နိုင်ခဲ့ဘူးပေါ့ဆိုတော့ကြောင့်ကျွန်တော်ကြည့်ရင်နီကလက်ချစ်စင်ရဲ့ဒီကူကအဲ့တော့ကောင်းတဲ့ကန်ကျင်နဲ့သူရသွားပြီးတော့ဒီကိုနဲ့ပဲသူတို့နိုင်သွားတာ Chelsea က3-4-2-1 formation နဲ့သူတို့ပွဲထွက်လာတာရှိတယ်သူတို့ပြင် Cucurella ကအစွန်ကစားမဆိုပေမဲ့လို့ပေါ့နော်အေးနောက်တန်း3ယောက်ထဲကိုဝင်ပေးရတဲ့ခါတွေကျွန်တော်တို့ရှိနောက်တန်း2ယောက်ကြားထဲကိုဝင်ပြီးတော့ဒါခန်းစစ်3ယောက် line ကိုသူပူပေါင်းပူပေါင်းပေးရတဲ့ခါတွေကျွန်တော်တို့ရှိတယ် ဒါအပြင်ကွင်းလယ်အထိပေါ့နော်ဒါကိုင်စီရိုလာဗီယာနှစ်ယောက်ထဲကတစ်ယောက်ကရှီကိုတက် push လုပ်တယ်ဆိုရင်ကွင်းလယ်ကိုဝင်ပြီးတော့ထောက်ပြရတဲ့အခါတွေကျွန်တော်ရှိတယ်ဆိုတော့လီဗီကိုဝင်းနဲ့ချာလိုပါတို့ဒါခန်းစစ်ဖြစ်ကစားလာပြီးတော့ဒီနေ့ပွဲမှာဗျာချာလိုပါကတော့မှပို့ပြီးတော့ကြီးငြိမ်တယ်လို့ကျွန်တော်ထင်တယ်သူသဖြင့်လီဗီကိုဝဲကိုကျွန်တော်ကြည့်နောက်ဆုံးမိနစ်20လောက်အထိတော့မဆိုးဘူးဒီလားအရေးကြီးတဲ့ဒီ block တွေသူလုတ်သွားတယ် interception တွေသူလုတ်သွားတယ်ဒါပေမဲ့လို့ပေါ့နော်အဲ့ဒီရှေ့ကမိနစ်တွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် ဟိုဘယ်လိုပြောမလဲ USD တအားကိုဘယ်လိုပြောမလဲဒီရှင်မလူနိုင်ဘူးခိုးဝဲကဒါအပြင်ကန်ကောင်းလို့ပေါ့နော်တလုံးဘေးပြရတော့မလို့ဆိုတော့အဲ့လို USD ရှင်မလူနိုင်တဲ့ကတော်တော်ဆိုးတယ်တယောက်ချင်းတယောက်တွေသူရှင်မလူနိုင်တာတွေဘာတွေကတော်တော်လေးကိုစကားပြောတယ်ပေါ့နော်ချာလိုပါကတော့တပွဲလုံးနေထားနေကျွန်တော်တို့ကြည့်မဆိုးဘူးလို့ပြောလို့ရတယ်ကွင်းလယ်မှာလည်းကိုင်စီတို့ကတော့ဟိုတရားဒီလုံးကြီးပါ Chelsea မှာကောင်းနေတဲ့ကစားမဆိုတော့ထူးခြားပြီးတော့ပြောစရာမလိုဘူးလို့တော့ပြောရမယ်အဲဒီညမှာသူနဲ့တွဲကစားတဲ့ Lavia ပဲလာဘီယာအနေနဲ့ injury ပြဿနာကင်းနေဆိုလို့ရင်တည်းတက်ပို့ပြီးတော့ကောင်းနိုင်သေးတဲ့ကစားမ ဟို average performance ကိုကျွန်တော်တို့ကြည့်ရင်လည်းမဆိုးဘူးလို့မြင်နေပေါ့နော်ဒါပေမဲ့တချို့အရာတွေကထားပါတော့ဒီ final third zone တွေကိုရောက်လာပြီဆိုလို့ရှိရင်အဲမလိုအပ်တဲ့အလုံးတွေသူပြက်တယ်ဟိုပြီးလို့ရှိရင်ဟို risk မယူသင့်တဲ့အလုံးတွေယူတယ်ပြီးလို့ရှိရင်ကျွန်တော်ခေါင်းပေါ်တွေရှင်မတိုက်နိုင်ဘူး ground jewels တွေသူရှင်မလုနိုင်ဘူးပေါ့နော်ဒါမျိုးတွေတော့ကျွန်တော်တို့ရှိတယ်ကြော်ပွဲအများစုမကစားတဲ့ဒီ player အတွက်ဒါအချင်းပြင်ယူရမယ့်လက္ခဏာမျိုးပေါ့နော်။ဟိုဒီနေရာမှာ ောင်ပေါ်မှာကစားသွားတဲ့မာရူယကီတို့ပက်ထရိုနေတူတို့လည်းမစိုးဘူးလို့ပြောရမယ်မာရူယကီဆိုလို့ရှိရင်လည်းအန်ဒီအများတဲ့ကံကြက်တွေသူရှိခဲ့တဲ့ထောင်းကန်ဘောရီယာရောနော်သူသူကစားခဲ့တဲ့ဒါလက်ဖွင့်ဘက်နေရာမှာကစားခဲ့တဲ့ဒီကံကြက်ကံကြက်တွေကိုမစိုးဘူးဗျာဒါပေမဲ့ဟိုတခုကဘာလို့ဘာကြောင့်ဘာကြောင့်ခိုးပါမှာသလောက်ကြီးဖြစ်သွားလဲပါမန်နဲ့ပတ်သက်တဲ့ performance တွေကနောက်ပိုင်းမှာတအားကိုကျသွားတာဒီချဲချဲစီကဗောနော်တုံပြီးခဲ့တဲ့ယာဒီကခိုးပါမှာဗောတအားမိတီခဲ့ရတာမိတီခဲ့ရပြီးတော့မာရက်စကာရောက်လာတယ်ရောက်လာပြီးတော့သူ့အနေနဲ့ဗောနော်ကျွန်တော်ချဲစီကို ပါမတယောက်ထဲနဲ့ကယ်နေတဲ့အသင်းတစ်ခုပြည်သူမဖန်တီးကျင်ဘူးပေါ့နော်ဆိုတော့တသိန်းလုံးကောင်းတဲ့ပုံစံမျိုးသူဖန်တီးကျင်တယ်ဆိုပြီးတော့ယာစီစလုံးကလည်းသူပြောထားတယ်ဒါပေမဲ့ခိုးပေါ်မှာနဲ့ပတ်သက်လို့ရှိရင်အဲ့လိုချီဒီအချီနီကောင်းမနေဘူးအထူးသဖြင့်တအားကိုနောက်ပိုင်းမှာကြာလာတာဒါနဲ့ပတ်သက်ပြီးတော့လေဒီပွဲမတိုင်ခင်မှာမာရက်စကာကတော့ဘယ်လိုပြောမလဲခိုးပေါ်မှာယုံကင်နေရတာနဲ့ပတ်သက်ပြီးတော့သူပြောတာကရှင်သာ mentality ဘိုင်းလို့သူပြောထားတယ်အားကြောင့်မြန်ပါမှာဒီလောက်ထိပြန်တော့ဖြစ်သွားတယ်လို့မသိဘူးတေချာတာတခုကတော့ပြီးခဲ့တဲ့ရာသီရဲ့ခြေစွမ်းတက်ဝက်ကူတော့မှသူလုံးဝမမီဘူး ယာဒီစတော့မဟုတ်တလို့ဖြစ်သေးတယ်ဒါပေမဲ့နောက်ပိုင်းမှာတအားကိုတိုင်ပတ်တာဆိုတော့ဒီပွဲမှာလည်းပေါ့နော်ဟိုကြပါရယ်ပွဲပြီးခင်ကြီးရတာအချင်းကြီးကလူသားလဲလေးရတာဒါပေမဲ့လို့ပါမာသွင်းကိုးတွေဖန်တီးမှုတွေအသင်းမှာအရေးကြီးတဲ့ action တွေကိုမလုပ်နိုင်တာသူကြားပြီနော်မာရက်စကာကတော့ပြောထားတယ်အသင်းလဲတူတူပဲနီးစနစ်လဲတူတူပဲနီးပြလဲတူတူပဲဒါပေမဲ့လို့ပေါ့နော်ခိုးပါမာဟာဒီ mentality ဘိုင်းကြောင့်ပဲဒီလောက်ထိသူကြာသွားတာဆိုပြီးတော့ကျွန်တော်ပြောထားတယ် ပါမာနီနဲ့အတီးတက်ပို့ပြီးတော့ကောင်းအောင်သူလုပ်ရတော့မှသူသဖြင့်ပွဲကစားခွင့်လည်းပုံမှန်ရနေပြီးတော့ဒီ performance ကကျတော့အများကြီးကျသွားတာပေါ့နော်။ဒါပေမဲ့လို့ Chelsea ကကျဒီပြီးခဲ့တဲ့ရာသီကလို့သူ့အပေါ်မှာကြီးမှီတည်နေတာမဟုတ်ဘဲနဲ့ဒီပါဒီမှာဒီတသိန်းလုံးနီးပါးကသူ့ဟာနေသူတော့ပူကောင်းလာကြတယ်ဆိုတော့ဒါ Champions League ဝင်ခွင့်အတွက်ကပါမာတည်တဲ့ကြီးပဲမှီတည်စရာမလိုဘဲနဲ့အခြေအနေတော့ဟုတ်တယ်လို့ဖြစ်နေတယ်။ဒါပေမဲ့လို့ပါမာရဲ့ performance တွေကိုပြန်မြင်ရဖို့ကဒါကျွန်တော်အများကြီးလိုတယ်ပေါ့။သူသဖြင့် Chelsea မှာခိုးပါမာနီကကစားနေတဲ့ကစားမှာမရှိသေးလို့ပဲ ဘက်ထရူနေတူပဲဖြစ်ဖြစ်တခြားခရစ်တိုဘန်အန်ဂွန်ဂူပဲဖြစ်ဖြစ်အန်ဇိုဖာနန်ဒက်စ်တောင်းမှာဗျာနံပါတ်10ရူလိုက်ကစားရင်တောင်းမှာမဆိုးဘူးဒါမှမဟုတ်ဘောနော်သူဟာကန်စီရူနဲ့တွေ့လေပူကောင်းနေလို့ကျွန်တော်တို့ထင်တယ်အန်ဇိုကဒီဘယ်လိုပြောမလဲ vision ကောင်းတဲ့ player တွေမှာပါတယ် passing ability ကောင်းတဲ့နေရာမှာပါတယ်ဆိုတော့ဖိုင်နယ်သုံးနဲ့ရောက်လေသူ့အတွက်ကပြဿနာမရှိဘူး နိုင်မလို့ပါမာကိုနံပါတ်1လို့မှာတော့မြှောင်ကစားလို့ရတဲ့ကစားမှာ Chelsea မှာမရှိဘူးပေါ့နော်။အဲကြောင့်ပါမာရဲ့ခြေသွင်းကြီးပြန်ပြီးတော့မြင်ရဖို့ကျွန်တော်လိုတယ်။ဆိုတော့ Chelsea ကဒီနေ့ပွဲမှာကုသမားဖြစ်တဲ့ Robert Sanchez ကတော်တော်လေးကို Chelsea ကိုကယ်သွားတယ်လို့ပြောရမယ်။နော်ဟို Jackson ရဲ့ဂိုးနဲ့နိုင်သွားတယ်ဆိုပေမဲ့လည်းလို့ပေါ့နော်။ Robert Sanchez ဒီနေ့ပွဲဒီမှာဆိုလို့ရှိရင်ကာသွားတဲ့အလုံးတွေကတော်တော်အနေများတဲ့အလုံးတွေကြီးပဲ။ Jackson ဒီနေ့ or Sanchez ကဒီနေ့ပွဲတင်တော်လေးကောင်းတယ်။သူတပင် Everton ဘက်ကဟို6လုံးဂိုးပေါက်ကန်ပြီးတော့3ချိန်မဲ့တဲ့တဲ့ချိန် ဲ့ဒီ၃ဂိုးစလုံးမှာအန်ရီတော်များခဲ့တာဒါကိုဆန်ချက်စ်ကအများကြီးကာသွားတာနော်ချယ်ဆီဘက်ကတော့၁၀ချိန်ထိ၉ပေါက်ကန်တယ်၇ချိန်၉ပေါက်တဲ့တယ်ပေါ့လေဒါမှမဟုတ်သူတို့ဂိုးခဲ့တာကြီးကတော့တစ်ချိန်ပဲရှိတယ်ဒီညမှာတောင်းကန်ဘောကနေပြီးတော့ပက်ထူနေတူပြီးတဲ့လုံကိုမာရီယိုကီအနီးကပ်ကန်ခွင့်ရတာပြီးလို့ရှိရင်ကျွန်တော်တို့သာဒီဒီဗာလဲဒီမာရီယိုကီတို့ဘာလို့ပဲဘဲချန်းကနေပြီးတော့အီဒီယာထိတ်ကန်နေလှမ်းကန်တာမျိုးတွေဒါမျိုးတွေကျွန်တော်ရှိခဲ့တယ်ဒီဂိုးသမားဖြစ်တဲ့ဗာနစ်ပုတ်ကသူအများကြီးနစ်ပုတ်တယ်ဗာလဲဒီ ကိုသမားပြည်တဲ့ကျွန်တော်ဂျော်ဒန်ပစ်ဖို့ကအများကြီးကာကွယ်သွားတာကြီးကျွန်တော်ရှိတယ်ပြောရရင်ကတော့ဒီပွဲမှာကျွန်တော်ဒီကိုသမားဆန်ချက်စီရဲ့နောက်တန်းကချလိုပါပြီးရင်ကိုင်စီတိုနဲ့ပေါ့နော်နီကလက်ဂျက်ဆင်ကအချယ်စီတင်းအတွက်တော့အကောင်ဆုံးဖြစ်ခဲ့တဲ့ကစားသမားတွေအဲ့ဒီတဲကမှာကိုသမားဆန်ချက်ကတော့ဒါမန်နော့တမက်ချ်လေသူရသွားတယ်ထင်ပါတယ်ဒါအကောင်ဆုံးကစားသမားလို့ကျွန်တော်ထင်နေပေါ့နော်ကွင်းထဲမှာဆိုလို့ရှင်ဆိုဂျက်ဆင်ပြန်ပါလာတာကချယ်စီအတွက်ဒါဟိုလက္ခဏာကောင်းပေါ့လေနော်ပြန်ပြီးတော့သူမိနစ်အပြည့်နှီးပါသူကစားနိုင်ပြီး ဟိုတိုက်စစ်မှာဆိုရင်အန်ကွန်ကူတို့ဘာလို့အရင်မှာဘာမှကျွန်တော်အချိန်မအချိန်ဒီမှာကောင်းဘူးပေါ့နော်ထင်တဲ့လောက်ထိလုတ်ပြနိုင်ခဲ့ခြင်းဟိုဟိုတရားလုံးနဲ့ကျွန်တော်ကြည့်မရှိတဲ့ခါကျတော့တိုက်စစ်မှာလည်းအန်ကွန်ကူအားကိုးလို့ကမရဘူးတန်ရာပြဿနာရနေတော့ငါဆိုရင်တော်တော်လေးတိုင်ပတ်တယ်ဆိုတော့လက်ရှိ Jackson ပြန်ပါလာပြီဆိုတော့ Champions League ဝင်ခွင့်တဲ့အရေးကြီးတဲ့နောက်ပိုင်းပွဲစဉ်ဒီမှာ Jackson ရဲ့သွင်းကူနှုန်းတွေကိုကျွန်တော်ပြန်ပြီးတော့မြင်ရတော့မလားကြည့်ရမှာပေါ့လေဆိုတော့ Chelsea ပြည်သက်ဒီနေ့ရောလက်ရှိနီးပြပြည်သူ Maresca ကတော့ဒီပွဲကို ကိုယ်တိုင်မကြည့်ကြနိုင်ခဲ့ဘူးပေါ့လေဒါမျိုးလိုလိုအပ်တဲ့နိုင်ပွဲတော့ကျွန်တော်ရသွားတယ်ချန်ပီယံစ်လိဝင်ခွင့်9နေရာအတွက်လေးဒီ3သိန်းလောက်ကပေါ့နော်အမှန်ကန်လူအမဲ့အချင်းဒီမျိုးမှာကျွန်တော်တို့ဒီ Chelsea အနေနဲ့ဒီပုံစံနဲ့ဆက်သွားရင် ချန်ပီယံစ်လိဝင်ခွင့်ဒါ AC ရလိမ့်မယ်လို့ကျွန်တော်ထင်ကြလားဘယ်တင်းကအန်ဒီအရှိဆုံးဖြစ်လိမ့်မယ်လို့ထင်ကြတယ်ချန်ပီယံစ်လိဝင်ခွင့်တက်နေရာကိုလူယူဖို့တော့ကဆွေးနွေးကြပါအားလုံးကိုကျေးဇူးများရပါတယ်